မင်းအေဇင့်ဆန်းတာနဲ့ပြည့်စုံနိုင်ကြပါစေဓမ္မဝိဟာရရဲ့ဒီနေလေခင်ပေါ့နော်ဆန်းတာစေတဲ့အထွေလေးတစ်ခုစင်းရဲစေမှုအကြောင်းနှစ်ခုပေါ့စင်းရဲစေတဲ့အကြောင်းနှစ်ခုကိုတို့ဖယ်ရှားပြစ်နိုင်ရင်တော့ဆန်းတာရဲ့အကြောင်း ဖြစ်သွားမှာပေါ့တတိပဌာနသုတ်တံမှာ ဆင်းရဲတဲ့အကြောင်းနှစ်ခုကိုမြတ်ဗုဒ္ဓကဖယ်ရှားဖို့တတိပေးထားအဘိဇာနဲ့ဒေါမနပအဘိဇာဆိုတာကအကောင်းကိုညှော်တာဒေါမနတကအဆိုးကိုကြောက်တာအဆိုးကိုကြောက်ရှာအကောင်းညှော်တာဓမ္မတာပုထုရှင်အဆိုးကိုကြောက်ရှာအကောင်းညှော်တာ တသက်တာဆင်းရဲဖို့သူအကောင်းကိုမျှော်နေမယ်အဆိုးကိုကြောက်နေမယ်ဆိုတာကဒါတသက်တာဆင်းရဲဖို့ဘာလို့လဲဆိုတော့အကောင်းကိုမျှော်ပြီးတော့နေနေတာဟာတို့ရဲ့ရှင်ထဲမှာအမှန်တရားကိုမသိဘဲနဲ့ဘဝတဏှာဖြစ်နေတဏှာယဇာယတိတောကောဆိုတဲ့အတိုင်းပဲ အဲ့ဒီတဏ္ဏကပဲထိုးရခြင်းကိုပူတောင်းစီအကောင်းကိုမျောနေရတာဟာဘဝတဏ္ဏဖြစ်တဲ့အတွက်ကြောင့်တို့ရဲ့အရှင်မဲမှာငြိမ်းအေးမှုရမနေဘူးနောက်တစ်ခုအဆိုးကိုကြောက်တာတို့မကောင်းမှုပြုထိုင်တော့မကောင်းမျိုးတွေထူလန်းမှာပဲအဲ့ဒီမကောင်းမျိုးတွေကိုတို့ကြောက်နေုံနဲ့တော့တို့လွတ်မြောက်မှာမဟုတ်ဘူးအဆိုးကိုကြောက် အဲ့ဒီအစိုးကိုကြောက်တာဒီဟာကိုတို့ချိတ်ချေပြီးတော့ဖယ်ရှားဖြစ်ချင်တာကဝိဘဝတဏ္ဍာအဲ့ဒီဝိဘဝတဏ္ဍာဆိုတဲ့အရာကလည်းတို့ရဲ့အင်းကိုနင်းအေးစေမှာမဟုတ်ဘူး။ဒါဆိုရင်အကောင်းကိုညှော်နေလို့လည်းချမ်းသာမှုရမှာမဟုတ်ဘူး။အစိုးကိုကြောက်နေလို့လည်းချမ်းသာမှုရမှာမဟုတ်ဘူး။အဲ့ဒီအစွန်းနှစ်ဖက်ကိုတို့ခွာပြီးတော့ ဖွဲ့ပြီးတော့သူမစ္စည်းမပฏิပဒအမှန်တရားကိုပေါ့အမှန်တရားနဲ့သာအေးဆေးပါအရိယာချမ်းသာဆိုအမှန်တရားဆိုတာကဗုဒ္ဓဖွေရှာခဲ့တဲ့မခင်လန်းပေါ့မမှန်ကန်ကန်နဲ့တို့ရှုမြင်မယ်မမှန်ကန်ကန်နဲ့တို့တွေးကြံမမှန်ကန်ကန်ပြောဆိုမယ်မမှန်ကန်ကန် ြုမှုရဆောင်မယ်မမှန်ကန်ကန်လို့အသက်မွေးမယ်မမှန်ကန်ကန်အားဆိုင်မယ်မမှန်ကန်ကန်အမှတ်တတိရှိမယ်မမှန်ကန်ကန်နဲ့တို့ချီတီချီချီနဲ့နေမယ်ဆိုရင်တော့အဲ့ဒါကိုတဲ့တဲ့နေမယ်တီတီနေမယ်တိတိနေတဲ့တဲ့နေတာကသီလတီတီနေတာကသမာဓိတိတိနေတာက ပညာဒါဆိုတော့တဲ့တဲ့နေမယ်သီလနဲ့နေမယ်ဆိုရင်တော့ဘာမှအဆိုးတွေကိုကြောက်နေစရာမလိုတော့ဘူးတည်တည်နေမယ်ဆိုရင်တော့တမာတိတို့ပွားများပြီးတော့နေမယ်ဆိုရင်တော့အဲအကောင်းကိုမှမျှော်စရာမလိုတော့ဘူးသီလရှိရင်တို့ပဲအဆိုးဒုက္ခကိုတို့ကြောက်စရာမလိုတော့ဘူးပေါ့မှာပါတို့အပင်ငရဲကြောက်တယ် အပယ်လေးပါးကြောက်တယ်ဆိုရင်တော့အဲ့ဒီကြောက်နေုံနဲ့တော့ထွလွတ်မှာမဟုတ်ဘူးမကောင်းမှုကိုတို့မပြုတ်ပဲနဲ့သီလကိုစောက်တည်လိုက်ရင်ဒါအစိုးရကြောက်စရာမလိုတော့ဘူးဟောတို့တမန်အထိတ်တွေကုသိုလ်စွမ်းအားတွေကိုထပ်ပြီးတော့ပွားမယ်ဖရာကုံတရားကုံမေတ္တာကုံကုသိုလ်ကုံတွေကိုတို့စူးစမ်းပြီးတော့ပွားများနိုင်မယ်ဆိုရင်ဘယ်အကောင်းကိုမှလည်းညှော်စရာမလိုတော့ဘူး နောက်တစ်ခုပညာဆိုတဲ့ဝိပဿနာနဲ့တို့ရှုပြီးတော့မဂ္ဂကိုရှုဒုက္ခကိုသိသမုဒယကိုစွန့်နိရောဓနဲ့ငြိမ်းသွားတဲ့ခါကျတော့တို့ရဲ့စိတ်ဟာမဂ္ဂဆိုတဲ့အမှန်တရားနဲ့ရှုလိုက်တိုင်းဒုက္ခအမှန်တရားသိသမုဒယအမှန်တရားတွေကိုစွန့်လိုက်တော့နိရောဓအမှန်တရားနဲ့ငြိမ်းအေးမှုရနေတဲ့သူသိစေပါဟာ မှန်တရားနဲ့သာအေးစေးပါအရိယာချမ်းသာစုအကောင်းကိုမျှော်တာအစိုးကြောက်တာတတက်တတက်တာဆင်းရဲဖို့အကောင်းကိုမျှော်ပြီးတော့နေနေတာဟာဘဝတဏ္ဏအစိုးကိုကြောက်ပြီးတော့နေနေတာဟာဝိဘဝတဏ္ဏအဲ့ဒီတဏ္ဏကပဲတို့ရဲ့ရင်ရင်ကိုပူလောင်စေတယ် ဒါဆိုရင်အဲ့ဒီသောနှစ်ဖက်ကိုဆောင်ပြီးတော့အမှန်တရားနဲ့သာအေးစေးပါအရိယချမ်းသာဆိုဒီအမှန်တရားမဲ့ကံလန်းကိုလျှောက်ပြီးတော့နိရောဓဆိုတဲ့အရိယချမ်းသာကိုအလုံးတဲ့ရောက်နိုင်ကြပါစေ။